နေ့နမကျော်စပိုင်ရယ်အကောက်လေးကျွန်တော်ကောက်ပြမှာဖြစ်ပါတယ်အရင်ဥဆုံးတလမလောက်ဒူးရှိတဲ့စီလေးခွဲချထားပြီးတော့လိတ်တန်ခေါင်းလေးနဲ့တိုင်ပြီးတော့လိတ်တန်တလိပ်စာလောက်လေးကိုအလွာယူပါမယ်ပြီးလို့ရှိရင်ကောက်ဆက်ကိုအခြေခိုက်ပုံအခြေလိုက်ပုံစံလေးခံပြီးတော့ကောက်လေးတန်ရဲ့တဝက်လောက်ကနေစပြီးတော့ outside ပုံစံမျိုးလိုက်ပါမယ် outside လေးလေး inside လေးလေးရပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီမှာအားလုံးမြင်သာအောင်လို့ကျွန်တော် outside ပုံစံမျိုးလေးလိုက်ပြထားပါတယ် အသက်ပုံစံမျိုးလိပ်ပြီးွားတဲ့ခါကျလို့ရှိရင်တပတ်လောက်ပတ်လိုက်မယ်ပတ်ပြီးွားတဲ့ခါကျရင်ဘာဒီကယ်ပုံစံမျိုးဒေါင်းလိုက်သွားပြီးတော့သပင်ကိုအရန်လဲမထူရအရန်လဲပထမိစီအောင်တခြားထိမ့်ပြီးတော့ညင်ညာလေးဖြစ်အောင်ပတ်သွားပါမယ်ဒီမှာရေးကြည့်သောအချက်ကခွဲထားတဲ့စီနဲ့လိပ်တန်ရဲ့ခေါင်းလေးနဲ့ဟာတညီတဲ့ဖြစ်ရမှာဖြစ်ပါတယ်ဒါပြီးလို့ရှိရင်တော့ကျွန်တော်တို့သေပင်ပတ်ပါမယ်သေပင်ပတ်ဖို့အတွက်သေပင်ကိုဘယ်ဘက်နဲ့ပဲပတ်မှာဖြစ်တဲ့အတွက်ဘယ်ဘက်ကသေပင်ကိုယူပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့အနည်းဆုံး အရင်နှားမှာရှိတဲ့ငုတ်တန်လေးကနေစိုက် join ပြီးတော့ဒေပင်းကိုနှစ်ပြန်ပတ်ပါမယ်ခင်ဗျာအဲ့ဒီပုံစံလေးတိုင်းတစ်ကောင်းလုံးပတ်သွားမယ်ဆိုရင်ကျွန်တော်တို့နာမည်ကျော် spiral အကောက်လေးရမှာဖြစ်ပါတယ်ဒီလိုပဲနောက်တစ်ခုကိုလည်းထပ်ယူပါမယ်ကျွန်တော်တို့ဒီ C နဲ့ဒိတ်တန်ကောင်းလေးနဲ့ညီအောင်ထားဖို့အတွက်ကျွန်တော်ရှင်းပြပေးနေဖြစ်ပါတယ် ောက်တစ်ခုစီးထပ်ယူပြီးတော့ဒိုနီတာဒိုနီတိုင်းပဲဆက်ပြီးလိမ့်သွားပါမယ်လိမ့်တန်းပေါ်မှာလိမ့်ပတ်ရည်စီအရန်လဲမထူရအောင်သေသေးချာလေးညီညာလေးပတ်ပါမယ်ပြီးရင်သေပင်ကိုဘယ်ဘက်နဲ့ပတ်မှာဖြစ်ပါလဲဘယ်ညာကိုသေပင်ပတ်တတ်အောင်လေ့ကျင့်ထားမှာဖြစ်ပါလဲအဲ့ဒီပုံစံတိုင်းတကောင်းလုံးကိုတစ်လက်မစီစီခွဲပြီးတော့ပတ်သွားမှာဖြစ်ပါတယ်အားလုံးပြီးသွားတဲ့အခါကျလို့ရှိရင်ဒီလိုပုံစံလေးကျွန်တော်ပြရတဲ့ပုံစံတိုင်းလေးဖြစ်နေမှာဖြစ်ပါတယ်ခင်ဗျာ ဒီလိုနမဲကျော်ကောက်တွေနဲ့ထွန့်ပြင်းနေတဲ့အကောက်ပေါင်းစုံကိုတနေရာထဲမှာလေ့လာခြင်းလေဆိုရင်တော့ကျွန်တော်ရဲ့မကြခင်ထွက်ရှိလာမယ်ကောင်လီပေါင်းချုပ်စာအုပ်လေးထဲမှာတင်ယူလေ့လာနိုင်ပါတယ်ခင်ဗျာဒီစာအုပ်လေးဝယ်လို့ရှိရင်ဒီစာအုပ်လေးဝယ်လို့ရှိရင်နမဲကျော်အကောက်ပေါင်းစုံကိုတနေရာထဲမှာလေ့လာရမှာဖြစ်ပြီးတော့ A ကောင်လီအမျိုး20နဲ့ Digital ကောင်လီ BNN ကောင်လီပေါင်း30လောက်ကိုကျွန်တော်ထည့်သွင်းရေးသားပေးထားပါတယ်ခင်ဗျာ ီစာအုပ်လေးဝယ်ယူရင် online club ပါထည့်သွင်းတင်ကြပေးမှာဖြစ်တဲ့အတွက်ဒီစာအုပ်လေးဝယ်ယူထားရုံဖြင့်အကောက်အတွက်လုံးဝပူစရာမလိုတော့ပိတ်ဆိုလို့ဆေးချရမှာဖြစ်ပါတယ်ခင်ဗျာထွက်ရှိလာလို့ရှိရင်အားပေးကြပါအောင်ခင်ဗျာစာအုပ်ကအကောက်ပေါင်းစုံကိုသေးသေးရေးထားတာဖြစ်တဲ့အတွက်စာမျက်နှာ100နီးပါးပါဝင်မှာဖြစ်ပါတယ်ခင်ဗျာ